မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ဖို့အေအေးဆေးရေးပြင်ဆင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြမနေပြည်တွင်ဆေးရေးလွှမ်းမိုးမှုများမပြတ်များလာသည့်နောက်ပိုင်းတွင် အာဇာနီတက်မတော် AAE ဆေးရေးလှုပ်ရှားမှုများသည့်ညစက်ဒိတာများမှအလဲပိုင်းတို့တဖြည်းဖြည်းကျေပြန့်လာနေကြောင်းယခုကာလတွင်နိုင်ငံရေးချက်ချင်းတိတိတသာတိုးပွားလာနေသည့်အကြက်တဲအခြေအနေများက ပုံမစိန်ခေါ်မှုတွေပေါ်လာစေပါတယ်။ဒုတိယသနအခွဲများနှင့်စည်ရည်လိလာသူများကလည်းအေးအေးအဖွဲသည် နေပြီးတော့တောင်ပံအရှိပံဆက်သွဲချနေမည်များတွင် တော်တော်လေးတိုးချဲ့နေသည့်လှုပ်ရှားမှုများသည်နောက်တစ်ဆင့် CD စည်ရည်အကြီးစားလှုပ်ရှားမှုတစ်ခုအတွက် ပြင်ဆင်မှုများဖြစ်နိုင်ကြောင်းခန့်မှန်းကြပါတယ်။ရွှေတဂုံတောင်ကြားကနေမှစူးစီးလာသည့်တရင်အချက်လက်များအရအေးအေးသည်လက်ရှိတွင်မန္တလေးတိုင်းနှင့်မကလေးပြည်သို့ဆက်သွဲထားသည့်တွဲဝိုက်လမ်းများ၏အဖိုးအခပိုင်းများကို ရမ်းမိုးသွားနိုင်ရန်စည်ရင်းညှိနှိုင်းနေမှုများပေါ်ပေါက်လာသည်ဟုဆိုကြပါသည်။ထိုကဲ့သို့ခြံထားစရာမရှိသောလှုပ်ရှားမှုများသည်နေပြီးတော့အထီးရောက်ရှိနိုင်ပြီးနောက်အဆင့်စည်ရင်းဆောင်ရွက်မှုများအတွက်အလွန်အရေးပါသည်ဟုလေ့လာသူများကဖော်ပြကြပါသည်။စည်ရင်းသုံးသက်သူတအူက AA နဲ့တောင်ပိုင်းဒေသကဘူပေါင်းတပ်ဖွဲ့အချို့ကအလဲပြင်းနေတွေမှာချုပ်ကင်နိုင်မှုလေးများစတင်ထွက်ပေါ်နေပါသည်။ဒီအခြေအနေကနေပြီးတော့အနီးအကြီးစားစည်ရေးသွေးထွက်မှုတခုဖြစ်ပေါ်နိုင်မှုကိုခံမှန်းဖို့ဖြစ်လာတယ်ဟုပြောကြားခဲ့ပါတယ်။ AAC ရဲ့သဘောထားတွင်ဖြစ်လာနိုင်သည့်အရှိရှိကာလဆုံးဖြတ်ချက်မှာ အာဏာအပြည့်အဝကိုတိုက်ခိုက်ရယူခြင်းမဟုတ်တော့လေစည်ရေးမဟာမိတ်အဖွဲ့များနဲ့အတူပူးပေါင်းရေးဆောင်တာများကြောင့်နေပြည်တော်၏ခြေတရာအတိုင်းတာကိုတိုက်ခိုက်သိမ်းပိုက်နိုင်ဖွယ်ကောင်းသည့်အခြေအနေများပုံမပေါ်ထွန်းလာကြောင်းလေလာသူများကဆက်လက်ဖော်ပြနေပါတယ်။လာမည့်လွှဲပြောင်းကာလအတွင်းဗဟုပိုင်နယ်တွေမှာစည်ရေးတင်းကျပ်မှုတိုးလာမည်ဟုခန့်မှန်းရပြီးနေပြည်တော်အနီးမော်တင်တောင် လေဝေပြည်ချာနေရာများမှာလက်နက်ကင်တပ်ဖွဲ့များတိုးဝင်နေသည့်တရင်ချက်လက်များလည်းပေါ်ပေါက်နေပါတယ်။ချက်ချင်းတိတိတတ်တာဖြစ်ပေါ်လာမည့်တိုးဝင်ချာနှင့်တက်မဟာများကိုစီအုပ်စုဘက်ကသတိပြုကြိရှိနေပြီဖြစ်တော်လေပြည်တော်စုအဝေးကမ်းမျိုးတိုးလာသည့် AAE စည်ရေးချက်ချင်းဆောင်ရွက်မှုများကိုထိန်းချုပ်နိုင်မလားဆိုတာပုံပုံခက်ခဲလာနေပြီဟုဆိုကြပါတယ်။နောက်ဆုံးအနေဖြင့်လေးလာသူများက AAD နေပြီးတော့ကိုတိုက်ခိုက်သိမ်းပိုင်ပြီဟုတိတိကျကျမထုတ်ပြန်ထားတော့လဲ လက်ရှိလှုပ်ရှားမှုများကအစိုးရ၏ဗဟိုအင်အားကိုတိုက်ခိုက်နိုင်ပြီးအကြီးစားပေါက်တစ်ခုအတွက်ပြင်ဆင်ဆဲဖြစ်ကြောင်းတော်တော်မတည့်ရထင်ရှားလာနေသည်ဟုသုံးသပ်ကြပါသည်။ဆက်လက်ပြီးနေရီကံပြူဟာကုန်းမှစစ်ကောင်စီတပ်သားတွေနေစဉ်ရက်ဆက်ထွက်ပြေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။မကွေးတိုင်းအံပဒံလမ်းပိုင်းရှိနေရီကံလီချောင်းရံကောက်ွယ်ရေးစခန်းပြူဟာကုန်းရဲ့လက်ကျန်စခန်းတွေကနေစစ်ကောင်စီတပ်သားတွေဟာနေစဉ်ရက်ဆက်ထွက်ပြေးမှုတွေရှိနေတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါသည်။ နယ်ရီကန်လီချောင်းရံကာကွယ်ရေးစခန်းကိုအာရကတက်တော့ AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေကပြီးခဲ့တဲ့အောက်တိုဘာလအတွင်းမှာတချို့တပ်ဝက်ကိုသိမ်းပိုက်ထိန်းချုပ်ထားနိုင်တာဖြစ်ပြီးလက်ကျန်စခန်းတွေအကုန်လုံးကိုသိမ်းပိုက်ရရှိဖို့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။အာရကတက်တော့ AA နဲ့ပူးပေါင်းမဟာမိတ်တွေဟာနယ်ရီကန်ပြူဟာကုန်းကိုကုန်းချောင်းကနေလာနိုင်တဲ့လမ်းကြောင်းတွေအကုန်လုံးကိုဖိတ်ဆို့ဖြတ်တောက်ထားတာဖြစ်ပြီးလက်ကျန်စခန်းပြူဟာကုန်းမှာလည်းအင်အား300ဝန်းကျင်သာရှိတော့တယ်လို့ ရဖေးမြို့နယ်မှာတော်လန်ရီတပ်ဖွဲ့ဝင်တအူကသတင်းဌာနကိုပြောပါရယ်။နေရီကံပြူဟာကုန်းရင်လက်ချံစခန်းကိုစကားစကားအင်းအားတွေဖြိတာတွေရေခါပိုးတာတွေလုပ်လို့မရတော့ဘူးဗျ။ဗရန်ဘက်ကတက်လာတဲ့လမ်းချောင်းတွေအကုန်လုံးကိုတော်လန်ရီတပ်တွေကဖျက်တောက်ထားပါရယ်။သူတို့ကလေကြောင်းတစ်ခုကိုပဲအသုံးပြုလို့ရတော့မှာပါ။နောက်တစ်ခုအဲ့ဒီစခန်းကနေပဲစကားစတက်သားတွေထွက်ပြေးမှုတွေရှိနေပါရယ်။နေတိုင်းလိုလိုရှိနေတာပါ။သူတို့ထွက်ပြေးတာကိုတွေ့ရင်တော်လန်ရီတပ်တွေကလိုက်လံဖမ်းဆီးတာတွေရှိပါတယ်လို့သူကပြောပါရယ်။ အမ်ဘဒလန်ပိုင်ရှိနေရီကံပြူဟာကုန်းဟာအမြင့်ပင်9000ကျော်မှတည်ရှိနေတာဖြစ်ပြီးရခိုင်ပြည်ထဲကိုထိုးဖောက်ဝင်ရောက်ဖို့အတွက်ဒီပြူဟာကုန်းမှာစစ်ကောင်စီတပ်ကအင်အားတထောင်ကျော်ဖြည့်တင်းထားခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့နေရီကံပြူဟာကုန်းရဲ့တချို့တဝက်လောက်ကိုအေအေနဲ့ပူးပေါင်းတပ်တွေကတိမ့်ပိုက်ထိန်ချုပ်ထားနိုင်မှုပြည်သူစစ်မှုတန်းပတ်စရီအပါဝင်စစ်ကောင်စီတပ်သားတွေအေအေနဲ့ပူးပေါင်းတပ်တွေစီကိုလာရောက်အလင်းဝင်ရောက်မှုထွက်ပြေးမှုတွေကြောင့်အဲ့ဒီပြူဟာစက္ကန်ကုန်းမှာအင်အား300ဝန်းကျင်သာရှိတော့တာလည်းဖြစ်ပါတယ်။ စေကောင်စီတန်တဲ့အာရခတ်တတော်အေအေတို့တိုက်ပွဲပြင်းထန်နေတဲ့နေရီကံပြူဟာကုံလေလာတောင်ကပ္ပစ16အနီးရှိ နေရာတွင်ရခိုင်အေယဝရီအဆက်စတဲ့နေရာလေးကကနေဖွက်ပြေးလာကြတဲ့စေကောင်စီတပ်သား80ကျော်ကိုလည်းလက်ရဖမ်းဆီးရမိခဲ့တယ်လို့အာရခတ်တတော်အေအေကပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဟာနှည့်ရကံပြူဟာကုန်ရှိသူတို့ရဲ့လက်ချံအင်အားတွေမကျရောက်ရတဲ့အတွက်ဝိုင်းထွေးပုံကျဲလျင်တွေနဲ့အနီးပတ်ဝန်းကျင်နေရာတွေကိုနေစဉ်ရက်ဆက်ခင်းထောက်တာ ပြန်ဝဲနေတယ်လို့ jet fighter drone တွေနဲ့လည်းဘုံကျဲတိုက်ခိုက်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ဝိုင်းထွေးလေယာဉ်တွေဟာဖြူဟာကုန်းအနီးမှာတဏီကုန်းပြန်ဝဲတာတွေရှိပါတယ်။တခါတလေဆို jet fighter တွေနဲ့လာချတာရှိပါတယ်။ drone တွေကတော့သူတို့ဘက်ကချလိုက်တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကချလိုက်အပြန်အလှန်ချနေကြတာပါပဲလို့ AA နဲ့နီးစက်တဲ့စစ်ရေးတရင်ရင့်မြစ်တအူကတရင်ဌာနကိုပြောပါတယ်။နေရီကံပြူဟာကုန်းကိုစစ်ကောင်စီတပ်ကအသေးအံခုခံကောက်ွယ်နေပေမယ့် ဒီနေ့မကုန်ခင်မှာအေအေနဲ့ပူပေါင်းတက်တွေရဲ့လက်ထဲကိုကြားရောက်နိုင်တယ်လို့လည်းစီရေးလိလာသူတွေကသတင်းဌာနကိုပြောပါတယ်စစ်ကောင်စီတပ်ဟာနှဲ့ရီကံပြူဟာကုန်တပ်ဝက်လောက်ကိုအေအေနဲ့ပူပေါင်းတက်တွေထံကြားရောက်ခဲ့ပြီးနောက်ကာပါစာဆက်လီဆက်ယုံနဲ့6မိုင်အကွာအမ်ပဒန်လန်းစုံမှာရှိတဲ့ပြင်းဝစစ်စေးရေးကိန်းနဲ့တာယာကုန်ကြီးရွာအနီးမှာခါကင်းစခန်းတွေအများအပြားဒိုးချဲ့ဆောက်လုပ်နေတယ်လို့လည်းသိရပါတယ်အေအေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်ဦးတည်နေတဲ့ဗရန်တက်နယ်မှာတော့အမှတ်905အမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ် အမှတ်385အမြောက်တရင်နဲ့အမှတ်409အမြောက်တရင်တို့ရှိနေတာဖြစ်ပြီးမကွေးတိုင်းပွင့်ဖြူမြို့နယ်မှာတော့ကာပါစာ၁၄ဆက်ယုံတည်ရှိနေတာလည်းဖြစ်ပါတယ်ဆက်လက်ပြီးအတနာခန့်စားညင်းပယ်ခံရပြီးရွှေကောက်ပွဲမပနိုင်တော့ဟုဒေါ်သက်သက်ခိုင်ပြောရည်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စစ်ကောင်စီလက်အောက်ခံရွှေကောက်ပွဲကော်မရှင်ထံအတနာခန့်စားတင်ထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဟာ UEC ကညင်းပယ်ခံရပြီးစစ်ကောင်စီရဲ့ရွှေကောက်ပွဲမပနိုင်တော့ဘူးလို့တီးရပါတယ် ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလိုင်းတရာမျိုးနဲ့ဘရင်နောက်ပန်းချံမှာပြုလုပ်တဲ့ပြည်သူနဲ့တွေ့ဆုံမဲဆွယ်ပွဲနဲ့ပါတီကိုယ်စားလှယ်လောင်းတွေမိတ်ဆက်ပွဲမှာပါတီဥက္ကဋ္ဌတော်သက်သက်ခိုင်က UEC ကညှင်းပယ်ခံထားရတဲ့ကိုယ်စားလှယ်လောင်းဖြစ်ကြောင်းဝေခံပြောဆိုခဲ့တာပါကျမကို UEC ပေါ်တော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကညှင်းပယ်ပြီးပါပြီရှင်ကျမရဲ့အတနာခံစားကိုညှင်းပယ်ပြီးဖြစ်ပါတယ်ရှင်လို့ဒေါ်သက်သက်ခိုင်ကပြည်သူတအူးရဲ့မေးမြန်းမှုအပေါ်ဖြေဆိုခဲ့ပါတယ် ထောသက်သက်ခိုင်ကသူမပါပေမဲ့ပါတီဝင်600ကျော်ရှိကြောင်းနဲ့သူ့ရဲ့ပါတီတွေကိုအားပေးကြဖို့ကိုလည်းလှိုင်းသာယာမျိုးနဲ့မဲဆွယ်စည်းရုံးပွဲမှာပြောခဲ့ပါသေးတယ်။ရန်ကုန်တိုင်းအမျိုးသားလွတ်တော် FPTB မဲဆန္ဒနဲ့အမှတ်ညစ်ကနေဝင်ရောက်ရှင်ပြိုင်ဖို့အမည်စရင်တင်သွင်းခဲ့တဲ့ထောသက်သက်ခိုင်ဟာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ခါကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းတဲ့အတွက်ကိုစလေလောင်စရဲမှပယ်ဖြတ်ခံရတာဖြစ်ပြီးအဲ့ဒီပယ်ဖြတ်ခံရတဲ့အပေါ်ရွေးကောက်ပွဲကော်မရှင်ကိုအတနာခံစားတင်သွင်းခဲ့ပေမဲ့ပယ်ချခံရတာဖြစ်ပါတယ်။ စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲအတွက်လွှတ်တော်အလိုက်မင်းဆန္ဒနဲ့အတီးတီမှာအမည်စရင်တင်သွင်းတဲ့ကိုစလေလောင်9023ဦးရှိပြီးပယ်ဖျက်ခံရတဲ့ကိုစလေလောင်86ဦးရှိတယ်လို့လည်းစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာဒီဇင်ဘာလ28ရက်နေ့2026ခုနှစ်ဇန်နဝါရီလတရက်မှာရွေးကောက်ပွဲကိုအပိုင်းလိုက်ပြုလုပ်မှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတာဖြစ်ပါတယ် ဆက်လက်ပြီးရန်ကုန်မှာပါတီဆိုင်ပုံများဖျက်ဆီးတယ်လို့ဆိုကလူငယ်လေးဦးကိုစစ်ကောင်စီဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းသင်္ကန်းကျုံမြို့နယ်မှာနိုင်ငံရေးပါတီတွေရဲ့မဲဆွယ်ဆိုင်ပုံတွေကိုဖျက်ဆီးခဲ့တယ်လို့ဆိုကလူငယ်လေးဦးကိုစစ်ကောင်စီကဖမ်းဆီးအရေးယူထားတယ်လို့နိုဝင်ဘာလ14ရက်နေ့စစ်ကောင်စီလက်အောက်ခံသတင်းဌာနတွေကဖော်ပြခဲ့ပါတယ်။အဲ့ဒီဖမ်းဆီးခံရသူလေးဦးမှာဦးဆန်ဖေရက်ကွန်း၊ဘရင်နောင်လမ်းမှာကိုရွှေလင်းဦး20နှစ်၊ကိုခိုင်မင်းကို20နှစ် ရှမ်းအောင်ရက်ကွမ်ရှမ်းအောင်လမ်းမကိုစွမ်းထက်အောင်16နှစ်နဲ့ဘူကန်ညွန့်ရက်ကွမ်စပူချက်တရီဆောင်လမ်းမကိုချစ်လင်းကို28နှစ်တို့ဖြစ်ပြီးနိုဝင်ဘာလ14ရက်နေ့မှာဖမ်းဆီးခဲ့တယ်လို့ရွှေကောက်ပွဲနှောက်ရှက်မှုပုံမှန်24ကကြီးနဲ့အရေးယူထားတယ်လို့ဆိုပါတယ်စစ်ကောင်စီရဲ့လက်အောက်ခံသတင်းဌာနတွေရဲ့ဖော်ပြချက်မှာသင်္ကန်းကျုံမျိုးနဲ့၄000ကန်လန်နဲ့ဥပဟန်လန်တောင်မှကြန့်ခိုင်ရေးပါတီဆိုင်ပုတ်တခု၄000ကန်လန်နဲ့စပူထိတ်လန်တောင်ရှိ ပြည်သူ့ပါတီဆိုင်ပုတ်တခု ဇဝနာလန်းဆောင်ရှိပြည်သူ့ပါတီဆိုင်ဘုတ်တစ်ခုနဲ့ PPP ပါတီဆိုင်ဘုတ်တစ်ခုတို့ကိုဖျက်ဆီးခံထားရတယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီဟာရွေးကောက်ပွဲပြုလုပ်ဖို့နှီးကပ်လာတဲ့အများရွေးကောက်ပွဲဥပဒေအကြောင်းပြပြီးဝေဖန်သူတွေနှောက်ယှက်သူတွေလို့ဆိုကာအမှုပညာရှင်ဒါရိုက်တာတွေအပါအဝင်ပြည်သူတွေကိုမတရားဖမ်းဆီးမှုတွေဇက်တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ကျမရဲ့တရင်တဲ့စက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။